အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုန်တဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Republican တွေမုံလာဦးမလို့ဖို့ Democrat တွေတတိပေးတဲ့သတင်းနဲ့အတူခရစ်တုန်နဲ့ပတ်သက်လို့သဘောထားအသင်းမာနေတဲ့စင်ကာပူနိုင်ငံရဲ့သတင်းတွေကိုတင်ဆက်ပေးသွားခြင်းပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ပထမတော့အနေနဲ့ Republican တွေမုံလာဦးမလုပ်ဖို့ Democrat တွေတတိပေးတဲ့သတင်းကိုတင်ဆက်ပေးစင်ပါတယ် Republican တွေရဲ့ crypto ဘိုင်းဆိုင်ရာပါဝင်ပတ်သက်မှုတွေကို Democrat တွေဘက်ကမေးခွန်းထုတ်လာပါပြီ။သမ္မတ Donald Trump အပါအဝင်တခြားသောခေါင်းဆောင်ဘိုင်းပုဂ္ဂိုလ်တွေကသူတို့ကိုယ်ပိုင်ထုတ်ထားတဲ့ digital assets မူဝါဒတွေကနေဓာတ်ရိုက်အကျိုးအမြတ်ရရှိနေကြောင်း Democrat လွတ်တော်အမတ်တဦးဖြစ်တဲ့ Elizabeth Warren ဘက်ကဆွဆွဲလာတာဖြစ်ပါတယ်။ အထူးသဖြင့် Trump ရဲ့ crypto နဲ့ AI ပိုင်းဆိုင်ရာအကြံပေးပုဂ္ဂိုလ် David Sack အနေနဲ့သူ့ရဲ့ဗန်ဒါရေးဆိုင်ရာအချက်အလက်တွေကိုအစိုးရကျင့်ဝတ်ရုံးကနေတဆင့်လူသိရှင်ကြားထုတ်ပြောထားတဲ့ကြောင့်လဲဆိုထားပါဗျ။ Trump အနေနဲ့ David Sack ကိုသူ့ရဲ့ crypto နဲ့ AI ပိုင်းဆိုင်ရာအကြံပေးခန့်လိုက်ကြတဲ့ကဆက်ကတော့ပိုက်ဆက်တွေအများကြီးရှာနိုင်တော့မယ်လို့ထုတ်ပြောခဲ့ဘူးပါတယ်။ဒါကဆက်အနေနဲ့ဥပဒေ remover တွေကနေအကျိုးမြတ်ရအောင်မယ်ဆိုတာကြိုးပြောခဲ့တာဖြစ်နိုင်ကြောင်းလဲဒီမိုကရက်တစ်ဘက်ကဆိုထားပါတယ်။ ဒေးဗစ်ဆက်ကတော့ Trend Tamra အဖြစ်ကျန်းသက်စာအကျဉ်းဆိုချိန်မှာကလေးကသူ့ရဲ့ cryptocurrency တွေမှန်သမျှကိုထုတ်ယောင်ထားပြီးဖြစ်ကြောင်းဆိုထားပေမဲ့ဒီမိုကရက်တွေဘက်ကတော့အယုံအကြည်မရှိပုံရပါတယ်။တကယ်တော့ Trump ကိုယ်တိုင်ကတရား UNP Trump နာမည်နဲ့တရားဝင်မိကွိုင်ထုတ်ပြီးတော့စီးပွားရှာခဲ့တာဖြစ်တယ်လို့တခြားသူတွေအနေနဲ့လည်းစီးပွားရေးသမားတွေကြီးဖြစ်တာကြောင့်မူဝါဒတွေဥပဒေတွေကနေအတွင်းသတင်းတွေသုံးပြီးတော့မသိမသာစီးပွားရှာတာမျိုးတွေရှိနေနိုင်ပါတယ်။ ဒါကိုတားဆီးဖို့ဆိုတာကလည်းလက်ပူးလက်ချက်သက်သေနေတဲ့ကွာပေါ်ထုတ်နိုင်မှရမှာဖြစ်တယ်လို့ဒီမိုကရက်တွေနဲ့ရီပက်ဘလစ်ကန်တွေကြားမှာဘလို့အပြန်အလှန်ဆွဆွဲပစ်တင်မှုတွေရှိလာမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ခရစ်ပတိုနဲ့ပတ်သက်လို့သဘောထားသင်းမာနေစေစင်ကာပူနိုင်ငံရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်စင်ကာပူဝန်ကြီးချုပ် Lawrence Wan ရဲ့ရုပ်ပုံတွေကို DeFi ပညာနဲ့ပြုပြင်ပြီးတော့ cryptocurrency scam ဖြန့်တာတွေလိမ့်လေတာမျိုးတွေအများပြားရှိခဲ့ပြီးနောက်ပိုင်းမှာ Lawrence Wan ကိုယ်တိုင် X ကနေတဆင့် သူ့ပုံနဲ့ deepfake scan တွေကိုသတိထားဖို့သတိပေးစာထုတ်ပြန်ခဲ့ရပါတယ်။ဒီသတိပေးစာထုတ်ပြန်ပြီးနောက် မှာပဲစင်ကာပူနိုင်ငံသားတွေအနေနဲ့ cryptocurrency တွေနဲ့ဝေဝင်းနေကြဖို့စင်ကာပူကုန်သွယ်ရေးဝန်ကြီး Elvan Tan ကသတိပေးလိုက်ပါတယ်။အခုလောလောဆယ်မှာစင်ကာပူအနေနဲ့ cryptocurrency တွေနဲ့ပတ်သက်လို့ငွေကြေးဆုံးရှုံးမှုတွေဖြစ်တဲ့အခါကာကွယ်ပေးနိုင်မှာမဟုတ်ကြောင်းဆိုထားပါတယ်။ cryptocurrency တွေကအတက်အကျအရင်ကြံပြီးများသောအားဖြင့်အခြေခံတန်ဖိုးမရှိကြတာကြောင့်လူလူအနေနဲ့ cryptocurrency တွေနဲ့ဝေဝေးနေသင့်ကြောင်းသတိပေးထားတာဖြစ်တယ်လို့ credit card တွေကိုသုံးပြီးတော့ cryptocurrency တွေဝယ်တဲ့အခါမှာလဲ crypto ဈေးကျတဲ့အခါအကျွေးပြန်မဆက်နိုင်တာမျိုးတွေဖြစ်ပြီးအကျွေးတွေနစ်တဲ့နစ်တာမျိုးတွေဖြစ်လာစေနိုင်တဲ့ပုံစံမျိုးတွေကိုလည်းကန့်သက်ပိတ်ပင်ထားကြောင်းဆိုထားပါတယ်။ဒါကြောင့်စင်ကာပူဟာ cryptocurrency တွေနဲ့ပတ်သက်တဲ့တင်းမာတဲ့ရည်တည်မှုကိုအခုထိကင်ဆယ်ထားတော့ဖြစ်ကြောင်းယူဆနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ ။မဲဆိုတော့မှာ cryptocurrency ဝယ်ရအောင်လို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ်။အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ။